ကျမတော်မူကြပါသောခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ9ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုက်ရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတကတော့စစ်ကော်မရှင်ကပင်လယ်ပြင်စီးလိကျင်းမှုဇက်တိုက်ပြစ်လုခြင်းမှာအေအေကိုစီရေးအရာချင်းချောက်ချင်းဖြစ်တယ်လို့ CDM ပူကြီးစင်ရောတုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်စစ်ကော်မရှင်ရဲ့အကြံဖက်ရည်တက်က ပင်လယ်ပြင်စီးရေးလေ့ကျင့်မှုစက်တိုက်ပြုလုပ်ခြင်းမှာအာရကတတအေကိုစီးရေးအရချင်းချုပ်ခြင်းဖြစ်တယ်လို့ CDM ပူကြီးစင်ရောကသုံးသပ်ပြောဆိုပါတယ်။ဒါဟာအေဘက်ကစီးရေးအရချင်းချုပ်မှုလုပ်တာလို့ထင်တယ်သူတို့ကဘာလို့လဲဆိုတော့ရခိုင်တောင်ပိုင်းမှာပေါ်နေရခိုင်တောင်ပိုင်းမှာသူတို့ဒုစစ်စင်ဖို့ရှိတယ်အဲ့ဒီတော့သူတို့မှာဝင်ရမယ့်အပေါက်ကလည်းရေလန်းချောင်းတပေါက်ကပဲဝင်ရမှာအဲ့ဒီတော့ AA ကစီးအရာပေါ်နော် PR PB ချင်းချောက်တဲ့လေ့ကျင့်မှုတစ်ခုပေါ့လေ့ကျင့်မှုတစ်ခုကိုပဲသူတို့ငွေအားပေါ်နော် ငွေအားလူအားသုံးပြီးတော့လုံနေတဲ့အနေအထားမျိုးလို့ပဲလို့သုံးသပ်ရပါတယ်ဗျာလို့ဆိုပါတယ်အကြံဖတ်ရည်တားမင်္ဂလာပင်လယ်အော်တွင်နိုဝင်ဘာလ9ရက်နေ့မှ10ရက်နေ့ထိဂူဂူကျောင်းအနီးနဲ့နိုဝင်ဘာလ10ရက်နေ့မှ14ရက်နေ့ထိကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းတနင်္သာရီတိုင်းဘေးမြို့အနောက်ဘက်ပင်လယ်ပြင်တို့မှာပင်လယ်ပြင်စီးလေ့ကျင့်မှုများဇက်တိုက်ပြုလုပ်မယ်လို့ထုတ်ပြန်ထားပါတယ်ပူကြီးစင်ရောကကျွန်တော်တို့ဒီဘင်္ဂလားပင်လယ်အော်မှာပဲပေါ့နော်ဂူဂူကျောင်းမှာတခါ ပြီးရင်ကျွန်တော်တို့ပိတ်ကျုံစုပတ်မှာတခါဇက်တိုက်နီးပါးလောက်ကိုပဲပြုတ်လောက်လာအဲ့ဒီတော့ကျွန်တော်ထင်တယ်တကယ်တမ်းဆိုရင်တို့အဲ့ဒီကြောက်ဖြူမာတော်မှာပဲလုတ်ချင်စိတ်တွေရှိရင်ရှိမှာပေါ့ဒါပေမဲ့ကြောက်ဖြူမာတို့အပြည့်အဝမထင်းချုံနိုင်တာကတကြောင်ပြီးရင်တရုတ်ရဲ့ရေနဲ့စိတ်ကန်းရှိနေတာကတကြောင်ဒီအကြောင်းကြောင်းတို့ကြောင့်မလေးချင်းဖြစ်တာဖြစ်တယ်လို့ပြောပါတယ်ယခုလေးချင်းရမှလဲကန်တက်စစ်စင်ရေးထက် Navy မှလေတက်တရုတ်ပြစစ်စင်ရေးပုံစံမျိုးသားလုတ်သွားမဲ့အနေအထားရှိနေတယ်လို့ CDM ပူကြီးစင်ရောကပြောပါတယ် အေဟာစကုနယ်မြို့နယ်ရှိတဲ့ရကိုင်းပြည်အတွင်းမြို့နယ်14ခုနဲ့ပလောဝမြို့နယ်တို့ကိုလည်းတင်ပိုက်ထားနိုင်ပြီဖြစ်တယ်လို့ကြောက်ဖြူမှာလည်းအကြံဖတ်စစ်တပ်နဲ့တိုက်ပွဲများပြင်းထန်လေရှိတယ်လို့သိရှိရပါတယ်။အလားတူစစ်တွေမှာလည်းအကြံဖတ်စစ်တပ်နဲ့အေတို့အပြန်အလှန်ပြစ်ခတ်မှုတချို့ရှိနေတယ်လို့အကြံဖတ်စစ်တပ်ကစစ်တွေမြို့အနီးမှာရှိတဲ့အေထင်းချုပ်ထားတဲ့ပေါတော်ပုံနှကျွန်းနဲ့ရတိတောင်မြို့နယ်တို့ကိုလေကြောင်းနဲ့လက်နက်ကြီးကြီးတွေနဲ့ရန်တမ်းပြစ်ခတ်မှုများရှိနေပါတယ်။အေထင်းချုပ်ထားတဲ့မြို့နယ်များအနက် တန်တွဲတောင်ကုန်းနဲ့ M စတဲ့မြို့သုံးမြို့မှာလဲရွေးကောက်ပွဲလုပ်ရင်စစ်ကော်မရှင်ကစီစဉ်ထားတယ်လို့သိရှိရပါတယ်။ယင်းကြောင့်စစ်ကော်မရှင်ကအစိုးရမြို့သုံးမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးမှာအလွန်အရေးကြီးနေပြီ။ယင်းတို့ပြန်လည်တိုက်ခိုက်မယ်စစ်ဘကအစိုးရမြို့သုံးမြို့ကိုရေလန်းချောင်းမှသာဝင်ရောက်နိုင်မှာဖြစ်တဲ့အတွက်ယခုကဲ့သို့ရေတပ်ကပင်လေပင်စီလိကျင်မှုတွေကိုစက်တိုက် ပြုလုပ်လာခြင်းဖြစ်တယ်လို့ CDM ပူကြီးစင်ယောက်ကသုံးသပ်ခြင်းဖြစ်ပါတယ်။အကြံဖတ်ရေတပ်ကနိုဝင်ဘာလ9ရက်နေ့မှာ10ရက်နေ့ထိ နှစ်ရက်ကြာပြည်လုံးမဲ့ပင်လယ်ပြင်စီးရေလစ်ချင်မှုဟာကိုကိုကျွန်းရဲ့အရှိတ်34မိုင်အကွာနဲ့ပါလီပါလက်ကျွန်းရဲ့အရှိတ်တောင်ဘက်24မိုင်အကွာတို့မှစတင်က ရေပြင်အကျယ်အလျားမိုင်60နဲ့အနံ35မိုင်အေရိယာအတွင်းရေပြင်ဝေဟင်လက်နက်လစ်ချင်ပစ်ခတ်ခြင်းများပြည်လုံးမှာဖြစ်တယ်လို့သိရှိရပါတယ်လေကျင်ကံပြုလုပ်နေစမှာအစူပါအေရိယာမှာ9မိုင်ပတ်လည်မှာတင်မောကြီးငယ်များကုန်တင်ဆက်လည်များ၅ဖန်တင်မောများစက်တက်တမ်းမများဖြတ်တန်းသွားလာခြင်းကြောက်ချရနာခြင်း ငါဖန်ခြင်းငါဖန်ကရိယာများခြားထားခြင်းမရှိစေရနဲ့လီရင်ရဟတ်ရင်များအထက်အမြင့်ပေတောင်းခွဲအောက်မှဖြစ်ကျော်ပြန်တန်းခြင်းမပြုကြရလဲစစ်ကော်မရှင်ကတတိပေးထုတ်ပြန်ထားပါတယ်အလားတူနိုဝင်ဘာလ10ရက်နေ့မှ14ရက်နေ့ထိငါရက်ကြာပြုလုပ်မဲ့ပင်လယ်ပြင်စီးရီလစ်ချင်းမှုဟာကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းဘိတ်မြို့အနောက်တောင်ဘက်ပင်လယ်မှာရှိတဲ့ကပူဇာကျွန်းအနောက်ဘက်စေမိုင်အကွာမှာစတင်ကရေမိုင်60ပတ်လည်အကျယ်ဝန်းမှာ ရေပြင်ဝေဟင်ရေအောက်စစ်လက်နက်ပစ်ခတ်မှုလေ့ကျင့်ခန်းတွေကိုပြုလုပ်သွားမယ်လို့သိရှိရပါတယ်။အဆိုပါလေ့ကျင့်ခန်းပြုလုပ်စဉ်မှာလေ့ကျင့်ရေးဧရိယာမှာငားမိုင်ပတ်လည်မှာတင်းမောများဆက်လီများငားဖန်တင်းမောများဆက်တက်တမ်းမများဖြတ်တန်းသွားလာခြင်းရန်နာထားခြင်းငားဖန်ပစ္စည်းများချထားခြင်းမရှိစေရန်နဲ့လေရင်ရဟတ်ရင်များအထက်အမြင့်ပေတောင်းခွဲအောက်မှဖြတ်ကျော်ပြန်တန်းခြင်းများမပြုကြရန်လဲစစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။ တဖက်မှာလည်းအကြံဖတ်ရည်တည့်ရဲ့ယခုကဲ့သို့ပင်လယ်ပြင်စီးလိကျင်းမှုတွေကြောင့်ပင်လယ်ကိုအမိပြုပြီးလောက်ကင်စားတောက်နေရတဲ့ရေလုံသားတွေအတွက်အခက်အခဲဖြစ်ပေါ်စေနိုင်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ရခိုင်ပင်လယ်နယ်စပ်မှာရှိတဲ့အေးလုံချုံကြီးစခန်းကိုဘင်္ဂလားဒေ့ရှ်နဲ့ဂျာဆောင်တပ်ကလက်နက်တွေနဲ့ပစ်ခတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့အာရကတ်တော်အေးရဲ့လုံချုံကြီးစခန်းကို Coast Bazaar ခေမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နေချာဆုံတက် BGB ကလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါရယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဇာရခိုင်ဘက်ချမ်းမှာရှိတဲ့ A ရဲ့အထက်ကြီးကျွန်းလုံခြုံရေးစခန်းကိုဘင်္ဂလားဒေ့ရှ်နေချာဆုံတက် BGB PP22 ကင်းစခန်းမှာတပ်ဖွဲ့ဝင်တွေကဒီမနေ့နိုဝင်ဘာလ9ရက်နေ့ညနေပိုင်းကလက်နက်ငယ်များနဲ့ပစ်ခတ်ခဲ့တယ်လို့ APM မှာဖော်ပြထားပါတယ်။ဒေသခံတအူကဘင်္ဂလားဒေ့ရှ်နေချာဆုံတက် BGB စခန်းကလက်နက်ငယ်ပစ်တာမှန်ပါတယ်။ အထက်ကြီးကျွန်းဘက်ကိုပစ်တယ်လို့ Nirisra ကဆက်သွယ်မေးမြန်းစေမှအတိအပြုပြောဆိုပါတယ်ဘင်္ဂလားဒေ့ရှ်နေကြာဆောင်တပ် PGP တပ်ဖွဲ့တွေဟာနိုဝင်ဘာလ9ရက်နေ့ညနေ4:55မိနစ်အချိန်ခန့်မှာ AA အထက်ကြီးကျွန်းလုံခြုံရေးစခန်းကို AKG ၄တောင်ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်ယခုပစ်ခတ်ခဲ့တဲ့အထက်ကြီးကျွန်းဟာနမ်မြအတွင်းမှာတည်ရှိပြီးရကိုင်းဘက်ချမ်းမှာတည်ရှိတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ် အရကတ်တက်တော်နဲ့ဘင်္ဂလားဒေ့ရှ်နေချာဆောင်တက်များအကြားဆက်ဆံရေးအစင်မပြေတဲ့အဖူးတစ်တချို့ရှိနေပြီယခုပြစ်ခတ်မှုဟာနှစ်နိုင်ငံတက်ဖွဲ့များအတွက်အရေးကြီးတဲ့အခြေအနေတစ်ရပ်ဖြစ်တယ်လို့နေဆက်အရေးသုံးသပ်သူတဦးကပြောကြားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့မန္တလေးမှာစစ်တပ်ကစိုက်ကယ်စီးလာတဲ့လူငယ်တွေကိုစစ်မှုတန်းဖြစ်ပေါ်တာဆွဲရင်လိုက်လံဖမ်းဆီးစင်မှာရထားတဲ့ကားကိုဝန်တိုက်ပြီးတဦးတေက၃ဦးတန်ရာရခဲ့ကြောင်းတင်ဆက်ပေးပါမယ် မန္တလေးမှာစစ်တပ်ကစိုက်ကယ်စီးလာတဲ့လူငယ်တွေကိုစစ်မှုတန်းဖြစ်ပေါ်တာဆွဲရန်လိုက်လံဖမ်းဆီးစင်းမှာရက်ထားတဲ့ကားကိုဝင်တိုက်ပြီးတအူးတေကတုံးဦးတန်ရန်ရရှိကြောင်းရင်းဖြစ်စင်မှာတန်ရန်ရရှိသူတအူးရဲ့မိတ်ဆွေတွေကပြောဆိုပါတယ်။ဂျမန်နေအော်တိုဘလာ6ရက်နေ့ညပိုင်းမန္တလေးမြို့မဟာအောင်မြင်မြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုတားဆီးစစ်ဆေးခြင်းပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်ခဲ့ကြောင်း အဲ့ဒီလိုလှုပ်ဆောင်စင်မှာစိုက်ကစီလူငယ်တချို့ကိုလည်းတာစီစစ်ဆေး၍ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းယင်းအချိန်မှာစိုက်ကစီလူငယ်တွေကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးရန်ပြင်ဆင်နေစဉ်လူငယ်စိုက်ကကမရက်ပေးဘဲမောင်းပြေးခဲ့ကြောင်းအဆိုပါလူငယ်တွေကိုစစ်တပ်ကအင်စည်းကစစ်ကားတွေနဲ့လိုက်လံဖမ်းဆီးခဲ့ရမှာအဆိုပါစိုက်ကမှာမန္တလေးမြို့မဟာအောင်မြင်မြို့နယ်38လမ်းနဲ့လမ်း80မှာအရှိန်မထိန်နိုင်တော့ဘဲလမ်းဘေးမှာရပ်ထားတဲ့ကားကိုဝင်တက်ခဲ့ပြီးယင်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်ဒီဖြစ်စဉ်က သူ့ဘာသာစိုက်ကေတိုက်တာမဟုတ်ပါဘူး။နောက်ကနေစစ်ခွေးတွေကကပေါ်တာဆွဲဖို့စိုက်ကေတမလူငယ်ကိုလိုက်တာမှာစိုက်ကေတမလူငယ်ကထွက်ပြေးရင်ရထားတဲ့ကားကိုဝင်တိုက်တာပါ။တဦးပွေချင်းပြီးတိုက်ဆုံးပါတယ်။ကြံ၃ဦးကလည်းတန်းရအပြင်းထန်ရပါတယ်လို့ဒေသပြည်သူတဦးကပြောဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးမန္တလေးခြေဆိုင်မနီဆလလူမှုကွန်ရီအသင်းနဲ့ပရာဟိတဒါရီလူမှုကွန်ရီအသင်းတို့ကကေစိလှုပ်ဆောင်ခဲ့ပြီးတန်းရရရှိသူများနဲ့ တည်ဆုံသူတွေကိုမန္တလေးပြည်သူစေယုံကြီးကိုပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်။မန္တလေးမြို့ပေါ်မှာယခုနိုဝင်ဘာလလယ်ပိုင်းမှာဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်စစ်ကူအတွင်းစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးမှုတွေကိုအကြီးအကျယ်လှုပ်ဆောင်လာကြောင်းမန္တလေးမှာဒေသပြည်သူများကပြောဆိုကြပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံရေးဝါရဖြန့်လှုပ်ရှားမှုများမှာ PDU အင်ဒရာကျော်စင် လူမင်းအပါအဝင်နာမည်ကျော်အမှုပညာရှင်တွေကိုစတင် PRP ပါဝင်ခိုင်းနေပြီးမင်းသမီးဖွေးဖွေးကိုစစ်တပ်ကခေါ်ယူမေးမြန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ရဲ့ရွေးကောက်ပွဲထောက်ခံရေးဝါရဖြန့်လှုပ်ရှားမှုများမှာ PTU အင်ဒရာကျော်စင်လူမင်းအပါအဝင်နာမည်ကျော်အမှုပညာရှင်တွေကိုစတင် PRP ပါဝင်ခိုင်းနေပြီးဖြစ်ကြောင်းအမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုပါတယ်။ အော်တိုဘာလ30ရက်နေ့အကြံပတ်စစ်တပ်လက်အောက်ခံပြန်ကြားရေးနဲ့ပြည်သူဆက်ဆံရေးဦးစီးဌာနမှညွန့်ကျုပ်အီကျွေကရန်ကုန်မြို့မှာရှိတဲ့ရုပ်ရှင်လုပ်ငန်းရုံးမှာရုပ်ရှင်အတိုင်းဝိုင်းကိုခေါ်ယူတွေ့ဆုံပြီးလာမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ကပြည်လုံးမဲ့ဝါဒဖြန့်အလိန်အညာစီးယုံရေးမှာပါဝင်တည်ယူဆောင်ရမှာဖြစ်ကြောင်းလူငိမ့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့အမှုပညာရှင်တည်ယူဆောင်များပါမကြံပါဝင်ရမှာဖြစ်ကြောင်းအကြွေညင်းဆန်ရင်အထက်အမိန့်အရအရေးယူမဲလို့ဖီအာပေပြောဆိုခဲ့ပြီးနောက် ရင်းကဲ့သို့စစ်တပ်ရဲ့ဝါဒဖြန့်လှုပ်ရှားမှုများမှာပါဝင်လာရခြင်းဖြစ်ကြောင်းသိရှိရပါတယ်စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲမဲပေးဖို့ထောက်ခံဖို့အတွက်ပြည်တွင်းအမှုပညာရှင်တွေဖိအားပေးလာခြင်းအပေါ်မှာတချို့အမှုပညာရှင်တွေပါဝင်ရည်ကူးမှုတွေဖြစ်လာပါတယ်ပြည်တွင်းအင်ဒရာကျော်စင်းနဲ့လူမင်းအပေါ်အဝင်တရုတ်ဆောင်တွေအမှုပညာရှင်တွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရည်ကူးပေးကြရပါတယ်အဲ့ဒါအပြင်ဒါရိုက်တာမီဘွားဝိုင်းအော်ရတာနဲ့ဝင်းလွင်ထက်တူကရိုက်ကူးပေးနေရတယ် လူမင်းကတရုတ်ဆောင်အနေနဲ့ရိုက်ပေးတာမဟုတ်ပဲဒါရိုက်တာအနေနဲ့လုပ်ပေးမယ်ဆိုပြီးရှူတင်ကိုရောက်လာပေးမယ်ရှူတင်ကနေထွက်သွားတယ်လို့သိရတယ်လို့တရင်ရှင်မြစ်ကဆိုပါတယ်တရုတ်ဆောင်မင်းသမီးဖွေးဖွေးကတော့စစ်တပ်ရဲ့ဝါရဖြန့်လှုပ်ရှားမှုမှာပါဝင်ဆင့်ကော်မှုကိုမရောက်လာတဲ့အတွက်ပြည်ဦးလွင်မှာစကတ်ရိုက်ကူးနေစဉ်ခေါ်ယူမေးမြန်းခံခဲ့ရကြောင်းသူရမှာဖမ်းဆီးခြင်းမရှိဘဲဝါရဖြန့်လှုပ်ရှားမှုမှာပါဝင်ပါမယ်ဆိုတဲ့ခံဝန်ချက်နဲ့ပြန်လည်လွတ်ပေးလိုက်ကြောင်းသိရှိရပါတယ် ပြင်းလွင်မှာရိုက်ကူးရေးလုပ်ရင်ခေါ်စစ်ခံရတာဖမ်းတာတော့မဟုတ်ဘူးစစ်တပ်ခေါ်တာမရိုက်ပြီလို့ခေါ်မိတာအခုတော့မိမျိုးမှာစက်ကားရိုက်နေတယ်လို့အမှုပညာတိုင်းဝိုင်းကပြောဆိုပါတယ်တခြားတစ်ဘက်မှာလည်းတရုတ်ဆောင်မော်ဒယ်မင်းသားအလင်းရောင်ကိုလည်းစစ်တပ်ကခေါ်ယူမေးမြန်းမှုများရှိနေတယ်ဆိုတဲ့သတင်းများလည်းထွက်ပေါ်လျက်ရှိပါတယ်အချမ်းပေါ်စစ်တပ်ရဲ့အလင်းညာဝါရဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇက်လက်နဲ့တရုတ်ဆောင်တွေကိုပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်တပိတ်မှမှုအရှိန်မြင့်တက်လာချိန်မှာ စစ်တပ်ကတခြားသောအမှုပညာရှင်များနဲ့တရုတ်ဆောင်တွေကိုပါဖိအားပေးလာခြင်းဖြစ်ပါတယ်။ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိမ်အညာဝါဒဖြန့်ဇလန်းကိုလူမှုကွန်ရက်ကနေတဆင့်ဝေဖန်တယ်လို့ဆိုကာဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစောစပုတ်တရုတ်ဆောင်ကျော်ဝင်းထွတ်ခေါ်ကျော်မင်းထွတ်နဲ့ဟာတာတရုတ်ဆောင် အုံတိုင်းခေါ်ဇော်မြင့်ဒါရိုက်တာအောင်ချက်လူရုပ်ရှင်ဒါရိုက်တာတက်လွင်ခေါ်ဇဘူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနှောက်ရက်သူများဥပဒေနဲ့အမှုဖွင့်ထားကြောင်းသိရှိရပါတယ် ရဲ့ပြင်အမှုပညာရှင်များနဲ့တရုတ်ဆောင်များအစိုးရများကိုစစ်တပ်ထံမှကြိုတင်အကြောင်းကြားခြင်းနဲ့ခွင့်ပြုချက်မယူဘဲပြည်ပကိုထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာမယ်ဆိုရင်ခွင့်ပြုချက်ရယူရမယ့်အပြင်ပြန်လာရန်ကိုလည်းကတိခံဝန်ချက်ထိုးရမှာဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာရန်ကြိုးစားပါကလေစိမ့်မှလှစ်ပြန်ခိုင်းမှာဖြစ်ကြောင်းလက်ရှိမှာလေစိမ့်မှလှစ်ပြန်ရတဲ့အမှုပညာရှင်များရှိနေကြောင်းစစ်လော်ဘီအစိုးရယုံလေးရဲ့လူမှုကွန်ရက်မှာဖော်ပြချက်နဲ့ ပြပထွက်ရညင်းစုခင်ရတဲ့အမှုပညာရှင်တချို့တန်ခါနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတဲ့အရန်ကောင်းတဲ့စီရီသုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်ကိုစိုက်ပြိုးတဲ့အချိန်ကိုပြန်ရိတ်သိမ်းရတာပဲမိုးကုတ်မိုးမိတ်တိုက်ပွဲကလင်းနစ်သား NUG PDF တွေအတွက်အလေပိုင်းစစ်တေသအတွက်စီရီတိုက်ပွဲအတွက်ဆုံးဖြတ်ယူရမယ့်တိုက်ပွဲအနေထားဆိုလဲဟုတ်တယ်မြေဦးတော်လန်ရဲ့အလှည့်ပြောင်း turning point ဆိုလဲမှတ်ပါတယ်တအောင်းတက် TNL စုတ်ခွာတာနဲ့ မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ထားတဲ့ main PDF တွေကချက်ချင်းနေရာယူပြီးကာကွယ်မဲလို့ထုတ်ပြန်ခဲ့တယ်။ဒါကလုံတင်လုံထိုက်တဲ့တာဝန်ယူမှုဖြစ်တယ်လို့ကြံတဲ့တော်လိုင်းတပ်ဖွဲ့ရေကိုပါလာရောက်ပူးပေါင်းကြဖို့ဖိတ်ခေါ်တယ်။လက်ရှိလာရောက်ပူးပေါင်းကြတဲ့တပ်အင်အား9000ရှိလာပြီးမိုးကုတ်မြို့ကိုခုခံကာကွယ်ဖို့လုံလောက်တဲ့အခင်းချင်းတပ်အင်အားဖြစ်ပါတယ်။ရင်ချင်းပြေးသွားတဲ့တမူစစ်ကဲရီရဲ့ခေါင်းဆောင်မှုလဲလိုအပ်တယ်လို့တပ်ဖွဲ့တွေချင်းချင်းကြား squad tech ဖြစ်မှု COC နှစ်ရလုံးကောင်းမှာ မိုးကုတ်တိုက်ပွဲကိုခုခံနိုင်မှာပါ။ MAN PDF တွေမိုးကုတ်ပကဖတွေပြင်ရှမ်းမန်စစ်စင်ကြီးမှာပါဝင်လာပြီးမန္တလေးတိုင်းတဲ့ပါဝင်လာတဲ့မန်နီနီကျော်တို့ရဲ့ PLA မောင်ဆောင်ခရဲ့ BBL ABS DF အပြင်တခြား local PDF တွေအတွက်ရှစ်ဆက်ရမယ်တော်လိုင်းလုပ်ငန်းစဉ်ကိုပူပေါင်းတိုက်ပွဲဝင်မှအကောင်းဆုံးအဆုံးတတ်နိုင်မှာပါ။ front line logistic line တွေများများဖွင့်ထားဖို့လိုပါတယ်။အရေးကြီးဆုံးအချက်ကရှမ်းမြောက်အစွန်းဆုံးမဘိမ့်မြို့ကိုသိမ်းပိုက်ထားတဲ့ KIA KPDF နဲ့မဟာမိတ်ဆက်ဆံရေးတိဆောက်ပြီးညှိနှိုင်းလှုပ်ဆောင်ဖို့လိုပါမယ်။မဘိန်းမိုးမိတ်မိုးကုတ်ကတမျိုးနဲ့တမျိုးနီးကပ်စွာရှိပြီးကြောဆက်ခင်းဆက်တဆက်တည်းရှိပြီးပထဝီမီမျက်နှာတွင်တူလိုပါမယ်။မိုးကုတ်မိုးမိတ်တိုက်ပွဲကတက်ပေါင်းစုတိုက်ပွဲရဲ့အဆဖြစ်လာဖို့အချက်ပြလိုက်တယ်လို့ပါပဲ။ဒီအခွင့်အရေးကိုအမိရဆုပ်ကိုင်ဖို့လိုပါတယ်။မညီမညွတ်ဖြစ်လာရင်ဖြစ်လာမယ့်အကျိုးဆက်ကပြည်သူလူထုတွေတော်လှန်ရေးတပ်သားတွေအသက်သွေးချွေးပေးဆက်ပြီးတောင်းခံရတာကို ခြေနဲ့ဖြတ်တယ်လို့ဖြစ်မယ်ဆိုတာသတိကြီးကြီးထားတဲ့မထင်မှတ်တဲ့ man pdf ရဲ့ထုတ်ပြန်ချက်တွေကစစ်ကောင်စီအတွက်တမက invisible hand ဖြစ်နေတဲ့တရုတ် ccp အစိုးရကိုပါနှရွက်စတွေးဆွတ်လိုက်တယ်လို့ဖြစ်စေခဲ့ပါတယ်မိုးကုတ်နဲ့မုံမိမြို့တွေပေါ်မှာနှစ်ဖက်စီးရေလှုပ်ရှားမှုတွေရှိပေမဲ့မိုးကုတ်မန္တလေးလမ်းပိုင်းဖော်တော့လမ်းစုံမှာတိုက်ပွဲဖြစ်နေပါတယ်မုံမိနဲ့တွင်းငယ်ကြရွာတွေမှာ pla နဲ့စစ်တပ်ကြတိုက်ပွဲငယ်တွေရှိနေပါတယ် pla ကတွင်းငယ်ကိုလက်လွတ်ရပြီး တွင်းငင်နဲ့လေးမိုင်အကွာမှာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်နေတယ်။ APSDF စစ်ကြောင်းကလည်းရောက်လာပြီးမို့နှစ်ဖက်စစ်ရေးတင်းမာလာဖို့ရှိတယ်။မရရမြို့နေရအများစုကိုထိန်းချုပ်လာနိုင်တဲ့စစ်ကောင်စီတပ်က PDF တွေထိန်းချုပ်ထားတဲ့မြို့မြောက်ဖက်နေရကိုစစ်အင်အားလက်နက်ခဲယံအပြည့်စုံနဲ့ထိုးစစ်ဆင်တာတော်လိုင်းတပ်ဖွဲ့တွေရဲ့ target ထားရမှာကရှစ်တမိုင်ကိုသာအာယုံစိုက်ပါခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတင်များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုဂျင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ